ဒီငွေချင်းတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Owen Gate Shop ကနေဒီမှာပြန်လဲကြိုးဆိုပါတယ်ဗျကျွန်တော်အခုဒီဗီဒီယိုထဲမှာ season challenge ရ mission လေးတွေကိုကျွန်တော်မြန်မာဘာသာနဲ့ရှင်းပြပေးမှာဖြစ်ပါတယ် Okay ရရတော့ကျွန်တော်တို့ RP တဲ့ကိုတစ်ချက်ဝင်ကြည့်နော်ကျွန်တော်တို့ RP တဲ့ကိုဝင်မယ်ဆိုရှင်တော့ကျွန်တော်တို့ဒီမှာ season challenge ပေါ့နော်ဒီကောင်လေးရှိပါတယ် Okay ဒီပေါ်ဆုံးကတော့ကျွန်တော် eliminate six enemy in a single classic move match ဒီကောင်ကတော့ကျွန်တော်တို့ classic move မှာတပွဲတဲ့ကိုရန်သူ6កောင်တတ်ပေးရမှာဖြစ်ပါတယ် နောက်တစ်ခုတော့ကျွန်တော်တဲ့ total of 1000 damage with headshot in a classic mode ဒီကောင်တော့ကျွန်တော် classic mode မှာရန်သူရဲ့ခေါင်းကို damage 1000ပြည့်အောင်ပြည့်ရမှာဖြစ်ပါတယ်ဒါကတော့တပွဲတည်းကိုပြည့်အောင်ပြည့်ခိုင်းတာမဟုတ်ပါဘူးကျွန်တော်နောက်ပွဲတွေမှာဆက်ပြည့်လည်းရပါတယ် okay နောက်တစ်ခုကတော့ကျွန်တော် climb over obstacle 50 time in a classic mode ဒီကောင်တော့ကျွန်တော် classic mode မှာအုတ်တိုင်းတွေကိုအကြိမ်90ကျော်ပေးရမှာဖြစ်ပါတယ်ဒါကလည်းတပွဲတည်းကျော်ခိုင်းတာမဟုတ်ပါဘူးနောက်ပွဲတွေမှာလည်းကျွန်တော်ဆက်ပြီးမှကျော်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ qualify different type of weapon in a single classic movement ဒီကောင်တော့ကျွန်တော် classic move မှာတပွဲတွေဟိုတနတ်၅မျိုးကောက်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာတနတ်၅မျိုးဆိုတာကျွန်တော်တို့က AR တနတ်ကျွန်တော်တို့ထဲကတမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ SMG တနတ်ထဲကတမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ sniper ထဲကတမျိုးပြီးရင် shotgun ထဲကတမျို ပြီးလို့ရှိရင်နောက်တစ်ခါကျွန်တော်တို့ pistol ပေါ့နော် pistol တွေကတစ်မျိုးပေါ့နော်အေးအဲ့လိုမျိုးကျွန်တော်တို့ကတနတ်၅မျိုးတစ်မျိုးတစ်ခုစီကိုကျွန်တော်တို့ကောက်ပေးရမှာဖြစ်ပါလေအဲ့လိုမျိုး၅မျိုးပေါ့နော် Okay ဒါပြင်နောက်တစ်ခုကတော့ကျွန်တော် element နဲ့10 player while running in a classic mode ဒီကောင်ကတော့ကျွန်တော် classic mode မှာပြင်းနဲ့လမ်းလျှောက်ရင်းနဲ့ရန်သူ၁၀ကောင်တက်ပေးရမှာဖြစ်ပါလေဒါကတပွဲတက်ခါနာမဟုတ်ဘူးနော်မပြင်းမချင်းဖြည်းဖြည်းချင်းတက်သွားလို့ရပါတယ် တစ်ခုကတော့ကျွန်တော် follow teammate one jumping five time in a classic mode ဒီကောင်ကတော့ကျွန်တော်တို့က classic mode မှာမိမိရဲ့စကောထဲက lady အတူ ခုံစင်းဖို့ခေါ်တဲ့အခါကြရှင်ကိုက like လို့မှသူတို့နဲ့ like လို့မှအစင်းပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့က၅ခါလောက်ရမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကတော့ကျွန်တော် invite teammate to follow you one jumping five time in a classic mode ဒီကောင်ကတော့ကျွန်တော်တို့က classic mode မှာမိမိနဲ့တွဲဆောတဲ့လူကို lady အတူ like ခုံစင်းဖို့ရအတွက်ကိုကခေါ်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့၅ချိန် လိုက်ပြီးမှအတူခုံစင်းမှုခေါ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် complete age message with friend in animal ဒီကောင်တော့ကျွန်တော်တို့ကမိမိတငယ်ချင်းနဲ့ရှစ်ပွဲပြီးအောင် ဆော်ပေးရမှာဖြစ်ပါတယ် animal ပါတဲ့အတွက်မိမိကြိုက်တဲ့ပွဲမှာဝင်ဆော်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော် eliminate 50 enemy in classroom ဒီကောင်တော့ကျွန်တော် classroom မှာရန်သူအကောင်50တတ်မှာဖြစ်ပါတယ်တပွဲတက်ခိုင်းတာမဟုတ်ဘူးเนาะမပြေမချင်းဖြည်းဖြည်းချင်းတတ်သွားလို့ရပါတယ်ဒီ season မှာပေါ့เนาะ โอเคနောက်တစ်ခုကတော့ကျွန်တော် survive for a total of 200 minute in classroom ဒီတစ်ခုကတော့ကျွန်တော်တို့ classroom မှာစုစုပေါင်း minute 200အသက်ရှင်အောင်နေရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် use a total of 15000 visit home coin ဒီကောင်ကတော့ကျွန်တော်တို့က home coin ပေါ့เนาะဒီ home coin လေးတွေကို15000အသုံးပြုပေးရမှာဖြစ်ပါတယ်ဒါပြီးနောက်တစ်ခုကျွန်တော်တို့ jan and land on the road in idange on live it 10 time ဒီကောင်ကတော့ကျွန်တော်တို့က ီရန်ကတော့မဟုတ်လေဗစ်မြေပေါ်မှာရှိတဲ့အဆောက်အဦးပေါ်ကိုလေဒီ10ချိန်ခုံဆင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် S7 friend ဒီကောင်ကတော့ကျွန်တော်တို့ကအဲတငယ်ချင်း10ယောက်မိမိရဲ့ friend list ထဲမှာအတစ်ထပ်ထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ကကိုကအတွက် add လို့ဒီဖြစ်စေဒါမှမဟုတ်တခြားလူကကိုယ်ပဲလာ add လို့ဒီဖြစ်စေပေါ့နော်ကိုယ့်ရဲ့တငယ်ချင်း list ထဲမှာ9ယောက်အတစ် ထပ်ရောက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ mission အောင်မှာဖြစ်ပါတယ်။ Okay နောက်တစ်ခုကတော့ကျွန်တော် give 24 light to teammate ဒီကောင်ကတော့ကျွန်တော်ပွဲဆော့ပြီးရောလို့ရှိရင်မိမိနဲ့တွဲဆော့တဲ့လူကို light 24ခါပေးရမှာဖြစ်ပါတယ်။ Okay နောက်တစ်ခုကတော့ကျွန်တော် risk platinum or above in classic mode ဒီကောင်တော့ကျွန်တော် classic mode မှာ platinum ရဲ့အထက်ရအောင်ဆော့ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော် low into the game on a total of 20 days ဒီကောင်ကတော့ကျွန်တော်တို့ကအခု season မှာပေါ့နော်ကျွန်တော် gain နဲ့ဟိုရက်20ဝင်ရမှာဖြစ်ပါတယ်။ နောက်တစ်ခါတော့ကျွန်တော် complete 10 message in any mode from Friday to Saturday ဒီကောင်ကတော့ကျွန်တော်တို့ကတောက်ကြစနေတနင်္ဂနွေဒီ3ရက်အတွင်းကို10ပွဲပြီးအောင်ဆော့အောင်ဖြစ်ပါတယ်။ဘယ်ပွဲမှာပဲဖြစ်ဖြစ်တော့ဆော့လို့ရပါတယ်နော်။ Okay နောက်တစ်ခါတော့ကျွန်တော် give or give back BB point to 10 different fan ဒီကောင်ကတော့ကျွန်တော်တို့ကမတူတဲ့တငယ်ချင်း10ယောက်ကို BB point လက်ဆောင်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခါတော့ swing a total of 1000 meter in classic mode ဒီကောင်ကတော့ကျွန်တော် classic mode မှာ ်မီတာတထောင်ဟီကူရမှာဖြစ်ပါတယ်တပွဲတက်ကူခိုင်းတာမဟုတ်เนาะနောက်ပွဲတွေမှာဆက်ကူရလို့ရပါတယ်ပြီးနောက်တစ်ခုကတော့ကျွန်တော် equal to fire and with full attachment at the same time in a fight classic movement ဒီကောတော့ကျွန်တော် classic move မှာမိမိကိုင်တဲ့တနက်နှစ်လက်လုံးကိုတစ်ချိန်နဲ့တစ်ချိန်နဲ့မှာပစ္စည်းစုံအောင်တက်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့က၅ပွဲလောက်ရမှာဖြစ်ပါတယ် okay ဒါပြင်နောက်တစ်ခုကတော့ကျွန်တော် spare a total of 1 100 minute in a game curator season ဒီကောင်ကတော့ကျွန်တော်တို့ကအခုကျွန်တော် season နဲ့မှာပေါ့နော် game နဲ့မှာမိနစ်100ပြည့်အောင်နေရမှာဖြစ်ပါတယ်ကျွန်တော် sort တွေဖြစ်စေမ sort တွေဖြစ်စေကျွန်တော်ဖွင့်ထားတွေဖြစ်စေပေါ့နော်အဲ့လိုမျိုးလဲဒီ mission အောင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် spare a total about 200 minute in a game curator season ဒါလည်းအတူတူပဲပေါ့နော်ကျွန်တော်ဒီ season မှာ game ကိုမိနစ်100ဖွင့်ပေးရမှာဖြစ်ပါတယ် โอเคအဲ့တော့ကျွန်တော်ဒီအောက်ခေါ်ဟာတွေကကျွန်တော်တော်လေအကုံလုံးကအကုံလုံးအတူတူပဲတော့เนาะကျွန်တော်တို့ကဂိမ်းကိုဂိမ်းကိုဖွင့်ရမယ်ဒုံဖို့ရှင်လေဂိမ်းကိုဆော့အောင်ပေါ့เนาะအဲ့မျိုးဂိမ်းကိုသူကကြာๆဖွင့်ခိုင်းတဲ့မရှင်တွေဖြစ်ပါလေအဲအကြောင်းမျိုးကျွန်တော်ဒီမရှင်တွေတော့ကျွန်တော်အကုန်လုံးအတူတူဖြစ်နေအတွက်ဒါတွေတော့ကျွန်တော်ဆက်မပြောတော့ဘူးเนาะကျွန်တော်အခုရှင်းပြသွားတာကတော့ကျွန်တော်တို့ season challenge ထဲကမရှင်တွေပဲဖြစ်ပါလေဒီလောက်ဆန်တော့တော်တော်များများနားလည်တဲ့ဘောပေါ့မယ်လို့တော့ထင်ပါတယ်ဗျဗီဒီယိုဆုံးမကြည့်ပေးတဲ့ငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ